မင်္ဂလာပါခင်ဗျာဒီခါတော့ Joshua Ben နဲ့ Pandoja တို့ပွဲနဲ့ပတ်သက်ပြီးကမ္ဘာကျော် Fighter G တချို့ရဲ့သုံးသက်ချက်တွေကိုပြောပြသွားခြင်းပါတယ် ဒီပွဲနဲ့ပတ်သက်လို့ fighter တွေတော်တော်များများကတော့သူတို့ရဲ့အမြင်တွေကိုစက်တိုက်ချပြလှည့်ရရှိတယ်။အများစုသော fighter တွေကဒီပွဲမှာပန်တိုကြပွဲအောင်ပွဲခံလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုနေကြပါတယ်။တို့ပေတိတိုင်အောင်ဒီနေထားနဲ့ပတ်သက်လို့ကျွန်တော်ကတော့ flyweight တန်းက fighter တချို့ဒါမှမဟုတ် Joshua Ben နဲ့ Pandoja နှစ်ယောက်စလုံးနဲ့ထိုးသက်ဖူးတဲ့ fighter တချို့ရဲ့ပြောစကားတွေကိုပြည့်သက်တွေစီချပြခြင်းပါတယ်။ ဒါကဘလို့အကြောင်းရင်းကြောင့်လဲဆိုတော့ဒီဖိုက်တာတွေကဒီဝိတ်တက်မှကစားကြတာတနည်းပြောရရင်သူတို့ ਨੇ ထိတ်တိုက်တွေ့လာနိုင်ခြေရှိတဲ့ပြိုင်ဘက်တွေရဲ့အနေထားတွေကိုအဆက်မပြတ်လိလာနေတဲ့ဖိုက်တာတွေဂျိုရှွာဘန်နဲ့ပန်ဒိုဂျာတို့နှစ်ယောက်စလုံးနဲ့ထိုးသက်ဖူးတဲ့ဖိုက်တာတွေဆိုရင်လဲသူတို့ရဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ပြောဆိုကြတာမျိုးဖြစ်လို့အဲ့လိုပြောစကားတွေကပုတ်ပြီးလက်တွေ့ဆံမယ်ပုတ်ပြီးနှိစက်မယ်ထင်ပါတယ်ဒီအနေထားတွေကိုကျွန်တော်ကပြည့်သက်တွေစီချပြချင်းတာပါ ဲ့ဒီတော့ဒီပွဲနဲ့ပတ်သက်ပြီးစွမ်းဆောင်ရည်ပိုင်းဆိုင်ရာကိန်းနှန်းတွေနဲ့စတင်လိုက်ကြရအောင်ပါလက်ရှိ flying weight တန်အနေထားကိုကြည့်မယ်ဆိုရင်ပန်ဒိုဂျာကနိုင်ပွဲဆက်အရေးအတွက်ကိုစုစုပေါင်း၈ပွဲအထိနိုင်ယူထားတယ် Joshua Ban ကတော့စုစုပေါင်း၅ပွဲဆက်တိုက်နိုင်ယူထားတယ်ဒီ fighter နှောက်ရဲ့နိုင်ပွဲဆက်အမှတ်တမ်းကလက်ရှိ flying weight တန်မှာအများဆုံးနဲ့ဒုတိယအများဆုံးဆိုတဲ့နေရာမျိုးတွေရက်တည်နေပါပြီ flying weight တန်မှာပေါ်ပေါက်ခဲ့တဲ့နောက်ဆုံး champion ပဲစင်ကာပူရဲ့၃ပွဲကိုကြည့်လိုက်မယ်ဆိုရင်ဒီ fighter နှောက်လောက် record ကောင်းတဲ့ပုံစံမျိုးလုံးဝမတွေ့ရသေးပါဘူး UFC ဘက်ကနောက်ဆုံးအနေနဲ့ကျင်းပခဲ့တဲ့ Flyweight Champion ကပ်စင်ခေါ်ပွဲ၅ပွဲကိုကြည့်လိုက်မယ်ဆိုရင် ပန်ဒိုဂျာအတွက်ကံကောင်းနာလားဒါမှမဟုတ် promotion ဘက်ကပိုပြီးကောင်းတဲ့ပွဲဆိုင်တွေဖန်တီးဖို့အဆင်မပြေလို့လားတော့မသိပါဘူးပန်ဒိုဂျာဟာဆွမ်းဆောင်ရေးကောင်းတဲ့ champion တစ်ယောက်ဖြစ်သည့်တိုင်အောင်နောက်ဆုံးကစားခဲ့တဲ့သုံးပွဲမှာတော့သူ့ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့ fighter မျိုးတွေနဲ့ရင်ဆိုင်ခဲ့ရခြင်းမရှိပါဘူး Kainkara France ဆိုရင်လည်းဒီ Steve Arce ကိုပထမအချိန်နဲ့အမောက်သိပ်ပြတယ်ဒီတစ်ချက်ထင်းနဲ့ champion ကပဲစိန်ခေါ်ခွင့်ရတယ်တကယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့သုံးပွဲဆက်တိုက်မှာဆိုရင်သူကတပွဲပဲနိုင်တယ်ရှိကနှစ်ပွဲမှာရှုံးတယ် ဒီကြားထဲမှာသူကဒဏ်ရာပြဿနာနဲ့နားခဲ့ရတဲ့အချိန်တွေလည်းများတယ်ဒလို့ဒလို့အကြောင်းရင်းတွေကြောင့်ပန်ဒိုဂျာကကိုင်ကာရာဖရန့်နဲ့ပွဲမှာတော့အလွယ်တကူနဲ့ကိုအသာစီရယူပြီးကစားသွားတာတွေ့ရမှာပါ။ကိုင်အဆာကူရာနဲ့ပွဲတော့ကလည်းဒီတိုင်းပါပဲ။ကိုင်အဆာကူရာကမျက်နှာသက်ဖိုက်တာ ကျွန်တော်တို့ကတော့မျက်နှာသက် fighter ဆိုပြီးမျှော်လင့်တကြီးနဲ့အများကြီးမျှော်လင့်ထားခဲ့ပေမဲ့တကယ်တမ်းကစားချိန်မှာတော့တတတရာနဲ့ပဲချုပ်သွားတယ်။အဲ့ဒီမတိုင်ခင်က Steve Arce နဲ့ပွဲဆိုရင်လည်းဘယ်လိုပုံစံမျိုးပွဲဖြစ်ခဲ့တဲ့ဘရာဇီးမှာကျင်းပခဲ့တဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အတွက် promotion ဘက်ကပန်ဒိုဂျာကိုပွဲထုတ်ချင်နေတဲ့အနေထားမျိုးမှုလို့ဟိုးအဝေးကြီးမှာရှိတဲ့ Steve Arce ကိုလှမ်းပြီးခွင့်ပြေးပေးတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ်။အဲ့လိုအလိုတော့အကြောင်းရင်းတွေကြောင့်နောက်ဆုံး၃ပွဲနဲ့ရှင်းကြည့်လိုက်မယ်ဆိုရင် ဂျိုရှွာဘန်ကနိုင်ပွဲဆက်အနေအထားရောလက်ရှိ rhythm ဘိုင်းအရာရောပန်ဒိုဂျာကိုတော်တော်လေးဒုက္ခပေးလာနိုင်တဲ့ပြိုင်ဘက်မျိုးဆိုတာတော့ပြောလို့ရနေပါတယ် ဲ့ဒီတော့ဒီပွဲရဲ့အနိုင်ဆုံးရလဒ်ကိုအဓိကဆုံးဖြတ်ပေးလာနိုင်တဲ့အချက်က ground game ဆွမ်းဆောင်ရည်တွေလို့ပြောလို့ရမယ်ထင်ပါတယ်။ Joshua Banner Pandoja ရဲ့တိတ်တောင်းတွေကိုကောင်းကောင်း defend လုပ်နိုင်မယ်ဆိုရင်ဒီပွဲအနိုင်ရလဒ်ကသူ့ဘက်မှာရှိမယ်။ Pandoja အနေနဲ့လည်း Joshua Ban ကိုဒေချာလေးတိတ်တောင်းတွေရယူပြီးတော့ ground game control တွေလုပ်နိုင်မယ်ဆိုရင်ဒီပွဲအနိုင်ရလဒ်ကသူ့လက်ထက်ကနေလုံးဝပြေလွတ်လို့မှမဟုတ်ဘူး။အဲ့ဒီတော့ဒီပွဲရဲ့အဖြေကဘယ်သူကတိတ်တောင်းရအောင်ယူနိုင်မလဲ။ဘယ်သူကတိတ်တောင်း defend ရအောင်လုပ်ပြနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်မယ်ထင်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ ground gate ဆန်ရဆွမ်းဆောင်ရေးပိုင်းဆန်ရအချက်လက်တွေကိုကြည့်ကြည့်ရအောင်ပါလက်ရှိ flyway တန်းမှာထိုးတက်နေတဲ့ fighter တွေထဲမှာတော့တိတ်တောင်းရဖို့ကြိုးစားအထောက်မှုအများဆုံး fighter က Tim Elio ဖြစ်ပါတယ်။လက်ရှိ champion Pandoja ကတော့အဲ့ဒီရဲ့နောက်ဒုတိယနေရာမှာရှိတယ်။သူ့ရဲ့ဒီ flyway တန်းကစားသမားဘဝစွမ်းဆောင်ရည်ကိုကြည့်လိုက်မယ်ဆိုရင်တိတ်တောင်းရဖို့အချိန်ပေါင်း40လောက်ထိအထောက်ထားတာတွေ့ရပါတယ်။ အဲ့တော့တိတ်တောင်း accuracy ကဘယ်လောက်ထိမြင့်နေလဲဆိုတဲ့အကြောင်းကိုပြောကြရအောင်ပါဟိုတနေ့ကဗီဒီယိုမှာတုန်းကတော့ Pantoja ရဲ့တိတ်တောင်း accuracy ကအလောက်ကြီးမမြင်မှုဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့တယ်လက်ရှိ flyweight တက်မှာကစားနေတဲ့ fighter တွေတဲမှာတော့တိတ်တောင်း accuracy အမြင့်ဆုံး fighter က Cody Dardan မှာ ကိုရီဒါရန်ကဘလိုဖိုက်တာလဲဆိုတာကျွန်တော်တို့ပြည်သက်တွေသိတယ်ဂျိုရှွာဘန်ကကိုရီဒါရန်နဲ့ထိုးခဲ့ဘူးတယ်ကိုရီဒါရန်ကဂျိုရှွာဘန်နဲ့ထိုးတဲ့ပွဲမှာဆိုရင်စောစောစီစီဝင်လုံးတယ်ဂျိုရှွာဘန်ကလည်းအဲ့ဒါကိုတိတ်တောင်းတွေကိုကောင်းကောင်း defend လုပ်ပြရင်းနဲ့ကိုရီဒါရန်ကိုအနိုင်ယူပြထားပါတယ်ကိုရီဒါရန်လိုဖိုက်တာမျိုးကတောင်းဂျိုရှွာဘန်ကိုတိတ်တောင်းရအောင်ယူပြနိုင်ခြင်းမရှိခဲ့ဘူးဆိုတော့ဘန်ဒူချာကလည်းရအောင်ယူပြနိုင်မှာမလားဆိုတာစောင့်ကြည့်ရမယ့်အချက်ဖြစ်ပါတယ်ပန်ဒိုချာရဲ့တိတ်တောက်အကျိုးတဲ့စီပိုင်းကတော့အရင်ကြီးကြောက်စရာမရှိဘူး ဂျိုရှွာဘန်ကတော့ကိုဒီဒါဒန်ရဲ့တိတ်တောင့် attempt တွေကိုကောင်းကောင်း defend လုပ်နိုင်ခဲ့တယ်။ရေးဆူရူယာရဲ့တိတ်တောင့် attempt တွေကိုလည်းကောင်းကောင်း defend လုပ်ပြထားတယ်။ဒါလို့ထလို့တော့အကြောင်းရင်းတွေကြောင့်ပန်ဒိုဂျာအနေနဲ့ဂျိုရှွာဘန်ကိုတိတ်တောင့်ရအောင်ယူပြနိုင်မှမလားဆိုတာတန်နီယာလီနဲ့စောင့်ကြည့်ရမှဖြစ်ပါတယ်။ အဲ့ဒီတော့တိတ်တောင်း accuracy ဘိုင်းနဲ့ကြည့်ပြီးပြောမယ်ဆိုရင်တော့ Joshua Ban ရဲ့ဘက်မှာမျှော်လင့်ချက်ရှိတယ်။သို့တော်လည်းပဲတိတ်တောင်း defend လုပ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ fighter ဘက်မှာမျှော်လင့်ချက်ကတိတ်ပြီးမရှိပါဘူး။လက်ရှိ flyweight တန်းက fighter တွေထဲမှာဆိုရင်တိတ်တောင်း defend ကိုရာဂိုင်းတော့အများဆုံးရအောင်လုပ်ပြထားတဲ့ fighter က Kain Kara Frank ဖြစ်ပါတယ်။သူ့ရဲ့တိတ်တောင်း defend က84ရာဂိုင်းတော့လောက်အထိရှိတယ်။ Joshua Ban ကတော့သူ့ရဲ့နောက်ဒုတိယနေရာမှာရှိတယ်။တိတ်တောင်း defend ကစုစုပေါင်း87ရာဂိုင်းတော့ဝန်းကျင်လောက်အထိရှိပါတယ်။ ဒါဆိုရင်ချက်မြန်ပန်တိုဂျာရဲ့ပေရန်နဲ့ပြန်ပြီးတိုင်းချီရအောင်ပါပန်တိုဂျာကနောက်ဆုံးကစားခဲ့တဲ့ပွဲမှာကင်ကာရာဖရန့်နဲ့ရင်ဆိုင်ခဲ့တယ်တိတ်တောင်တစ်ဖက်အမြင့်ဆုံးရှိတဲ့ကင်ကာရာဖရန့်ကပန်တိုဂျာရဲ့တိတ်တောင်တွေကိုခုခံပြနိုင်ခြင်းမရှိဘူးတိတ်တောင်တစ်ဖက်အမြင့်ဆုံးရှိတဲ့ဖိုက်တာကတောင်လက်ရှိချန်ပီယံရဲ့တိတ်တောင်ကိုခုခံနိုင်ခြင်းမရှိဘူးဆိုတော့ဂျော့ရှွာဘန်နီနဲ့ရောခုခံပြနိုင်မှာမလားဆိုတာ ်တန်နေအတော်ကြီးဖြစ်ဖို့ကောင်းပါတယ်ဒါလို့ဘက်ကနေပြန်ပြီးလှည့်ချလိုက်မယ်ဆိုရင်တော့ဂျိုရှွာဘန်အနေနဲ့တော်တော်ကြီးကိုတိတ်တောင်း defend လုပ်တဲ့အပိုင်းမှာယုံကန်ရနိုင်တယ်တိတ်တောင်းအကျိုးရစီဘိုင်းကနေကြည့်မယ်ဆိုရင်တော့ဂျိုရှွာဘန်ရဲ့ဘက်မှာမျောလင်းချက်ရှိတယ်ဒါကတော့မတူညီတဲ့ရှူတောင်းနှစ်ခုကိုကျွန်တော်တို့ပြည့်သက်တွေချိန်ကြည့်လို့ရအောင်ကျွန်တော်ကချပြတာဖြစ်ပါတယ်ခင်ဗျာ ဲ့ဒီတော့ချုပ်ကွက်နဲ့နိုင်ပွဲရယူတဲ့အပိုင်းလေးကိုလည်းနောက်ဆုံးအနေနဲ့ဆွဲကြည့်ကြည့်ရအောင်ပါ Flyweight တန်းမှာတော့ချုပ်ကွက်နဲ့နိုင်ပွဲအရေးအတွက်အများဆုံးရယူထားတဲ့ Fighter ကလက်ရှိ Champion Pandoja ဖြစ်တယ်။ဒါကြောင့်မလို့ Pandoja ကချုပ်ကွက်ရယူတဲ့အပိုင်းမှာတော့အခြား Fighter တွေထက်ပိုပြီးသားလွန်တဲ့ Takedown Defense နဲ့ Takedown Attempt နဲ့စသဖြင့်အရာတွေနဲ့မကြည့်ပဲနဲ့ဒီချုပ်ွက်နဲ့နိုင်ပွဲရယူတဲ့အပိုင်းမှာတော့သူကပဲနှာတစ်ဖြားသားနေပါတယ်။ဒလို့ဒလို့သောအကြောင်းရင်းတွေကြောင့် Joshua Ban အနေနဲ့ Pandoja ရဲ့တိတ်တောင်းတွေကိုကောင်းကောင်းခုခံပြနိုင်ဖို့ တေချာလေးမြန်ချစ်ကပ်ပြင်ဆင်လာမလားဆိုတာစောင့်ကြည့်ရမှာပါကျွန်တော်တို့ရဲ့ fighter လေးကတော့အဲ့ဒီတိတ်တောင်းတွေကိုတစ်ခုခံပြနိုင်ဖို့အတွက်အပြင်ကနေတသက် wrestling mind ကောင်းတဲ့ကစားသမားတွေဒီ pantoja ရဲ့ကစားဟန်နဲ့ ကိုက်ညီမဲ့ကစားသမားမျိုးတွေကိုခေါ်ယူလေ့ကျင့်တာမျိုးလုံးဝမရှိခဲ့ဘူးလို့ဆိုတဲ့သူ့ရဲ့ဒီ4 on 5 club မှာရှိတဲ့ပုံမှန်လေ့ကျင့် boring နဲ့ပဲဒီပွဲအတွက်ပြင်ဆင်နေမနေ့ကပဲနောက်ဆုံးပြင်ဆင်မှုတွေကိုလှုပ်ဆောင်ခဲ့ပြီးဖြစ်တဲ့ဆိုတဲ့အကြောင်းကို striking နည်းပြ friend ကသူ့ရဲ့ social media ပေါ်မှာတင်လိုက်တယ်ဒါကြောင့်မဟုတ်လို့ရှေ့တစ်ပတ်ရောက်ရင်5 week gala လဲစပြီးဖြစ်တဲ့အတွက် Joshua Ban တို့တစ်ဖွဲ့လုံးဟာပြိုင်ပွဲကျင်းပမဲ့ let's be get ကိုရောက်လာတော့မှဖြစ်ပါတယ် လက်ရှိ flyweight တန်းမှာ Joshua Bennett နဲ့ကစားဘူးတဲ့ Pantoja နဲ့လည်းကစားဘူးတဲ့တဦးတည်းသော fighter က Brandon Roba ဖြစ်ပါတယ်။ဒီ fighter ကတော့ဒီပွဲအနေထားနဲ့ပတ်သက်လို့သူ့ရဲ့အမြင်ကိုအခုလိုပုံစံမျိုးခြားပြသွားပါတယ်။ ဘရနာရိုဘာကဘယ်လိုပုံစံမျိုးပြောလဲဆိုတော့ဒီပွဲမှာဂျော့ရှွာဘန်အနိုင်ရမယ်ဆိုရင်နောက်ပိုင်းအခြေအနေမှာအသာစီးရယူတဲ့ပုံစံမျိုးနဲ့အနိုင်ရတာမျိုးဖြစ်နိုင်တယ်။ကစားဘုံကသွတ်တယ်၊ကာဒီယိုဘိုင်းကောင်းတယ်။အဲ့ဒါကြောင့်မလို့သူ့အနေနဲ့နောက်ပိုင်းအခြေအနေမှာအသာစီးရယူဖို့ဖြစ်နိုင်ခြေရှိတယ်။ပြီးတော့ကျတော့ body shot တွေကိုလည်းသူက mix လုပ်ပြီးသုံးနိုင်တယ်။သူ့အနေနဲ့ပန်တိုကြတဲ့ကစားခဲ့တဲ့ပွဲတွေတုန်းကအဲ့လို body shot တွေတော့မသုံးနိုင်ခဲ့ဘူး။သူကမျက်နှာကိုပဲတည်ထိုးတယ်။ဒလို့ဒလို့တော့အကြောင်းရင်းတွေကြောင့်ဂျော့ရှွာဘန်ကအသာစီးရမယ်ဆိုရင်အဲ့ဒီပုံစံမျိုးနဲ့အသာ စီရနိုင်တယ်ဆိုပြီးသူကသုံးသပ်ပါတယ်တစ်ချိန်ထဲမှာပဲသူကအခြားတစ်ဖက်ကနေဘယ်လိုပုံစံမျိုးပြောလဲဆိုတော့ပန်ဒိုဂျာရဲ့ဒီ fight nickname နာမည်က the carnival ဆိုတဲ့အကြောင်းအရာကို highlight လုပ်ပြောတယ်ဒီနာမည်ကပေါ့ပေါ့သေးသေးပေးထားတာမဟုတ်ဘူးသူ့ရဲ့ကစားပုံကိုအရန်ကိုကိုးစားပြုတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့ဒီအတွက်သူ့အနေနဲ့အနိုင်ရဖို့ဖြစ်နိုင်ခြင်းများတဲ့ fighter ကိုရွေးရပါဆိုရင်ပန်ဒိုဂျာပဲဖြစ်နိုင်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ Brandon Roba ကရွေးချယ်သွားပါတယ် လက်ရှိ Joshua Ban ရဲ့ UFC Fighter ဘဝစွမ်းဆောင်ရည်တွေကိုကြည့်လိုက်မယ်ဆိုရင်စူပောင်း၉ပွဲထိုးထားတယ်၊၈ပွဲအနိုင်ရတယ်၊တပွဲပဲရှုံးနိမ့်ထားတယ်အဲ့ဒီရှုံးနိမ့်တဲ့ပွဲက Char Johnson နဲ့ပွဲပါ Joshua Ban ကိုထူးထူးခြားခြားအနိုင်ရထားတဲ့ Char Johnson ကတော့ဒီပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်တွေကိုအခုလိုပြောပြပါတယ် ဂျိုရှွာပန်အနေနဲ့ပန်ဒိုဂျာကိုကွန်းလက်ဆက်ဝိုင်းမှာပဲထိန်းထားနိုင်မယ်ဆိုရင်ဒီပွဲမှာတာတာယာနဲ့အနိုင်ရမယ်ဆိုပြီးချားချွန်ဆင်းကဆိုတယ်။သူ့ဘီတီတိုင်အောင်ပန်ဒိုဂျာကိုတိုက်ဆက်ဖွင့်ခွင့်ပေးမယ်။ဂျိုရှွာပန်ကလည်းကောင်တာတွေအဆောက်နာလွန်ပြီးများသွားလို့ရှိရင်သူ့အနေနဲ့ပန်ဒိုဂျာရဲ့ပရက်ရှာတွေအောက်မှာယုံကန်ရနိုင်ပြီးတော့ဒဇာစီချိန်မှသွားနိုင်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့သုံးသက်သွားခဲ့ပါတယ်။ဒါကတော့ flyweight တန်းက fighter ကြီးတွေဂျိုရှွာပန်နဲ့ပန်ဒိုဂျာတို့နှစ်စလုံးနဲ့ရင်ဆိုင်မှုတဲ့ fighter တွေရဲ့သုံးသက်ချက်ပါ။ ဘယ်သူရဲ့တုံသက်ချက်ကပိုပြီးနှိစက်မလဲဆိုတာဒီစမှာပထမအပတ်မှာစောင့်ကြည့်လိုက်ကြတာပေါ့ခင်ဗျာဆက်လက်ပြီးတော့ UFC ကအကြောင်းအရာတွေကိုပြောကြရအောင်ပါ UFC ကဒီ Paramount Plus နဲ့လက်တွဲပြီးနောက်ပိုင်း2026ခုနှစ်မှာပထမဆုံးကျင်းပမဲ့ UFC 324ပြိုင်ပွဲနဲ့ပတ်သက်လို့မင်းညကပဲဥက္ကဋ္ဌဒေနာဝိုက်ကိုရိုင်းတွဲဆိုင်တွေကိုကြေညာလိုက်တယ်အဲ့လိုကြေညာလိုက်တဲ့အနေအထားမှာဝေဖန်တဲ့ပြည်သက်တွေလည်းပေါ်လာတယ်ဖိုက်တာတချို့ကလည်းသူတို့ရဲ့အမြင်တွေကိုပုံမှန်လင်းလင်းထုတ်ပြောလာပါတယ် ရင်ဆုံးအနေနဲ့ထုတ်ပြောလာတဲ့ fighter ကတော့ Saru Kran ပါသူကတော့ဒီ lightweight ကြားပြတ်ချန်ပီယံကပ်လူပွဲဖန်တီးလိုက်တဲ့အနေထားနဲ့ပတ်သက်လို့မှတ်ချက်ပေးလာတာပါဘလို့ပုံစံမျိုးမှတ်ချက်ပေးလဲဆိုတော့တွဲဆိုင်ဖန်တီးမဲ့ဆိုရင်လည်းယုတ်တိဆန်ဆန်လေးတော့ဖြစ်အောင်လှုပ်ရှားဆိုတဲ့ပုံစံမျိုးနဲ့သူက state တက်ရေးသားလိုက်တာပါဒါကတော့ UFC ကိုကြီးညွှန်းနေဆိုတာအထုတလည်းပြောနေစရာမလိုပါဘူး ဆာရူခရန်ကတန်ဟိုကာကိုလည်းအနိုင်ရတဲ့ချန်ပီယံကပ်စင်ခေါ်ကွင်းနဲ့လွဲချော်ခဲ့တဲ့အနေအထားမှာသူပဲချန်ပီယံကပ်စင်ခေါ်ကွင်းရဖို့ထိုက်တန်နေဆိုတဲ့ပုံစံမျိုးပြောခဲ့တယ်။သို့မဟုတ်ဒီတိုင်အောင်မော်နော်ဥက္ကဋ္ဌဒေနာဝိုက်ကြီးညာသွားတဲ့အနေအထားကဒီကြားပြတ်ချန်ပီယံကပ်လူပွဲမှာ Justin Gage နဲ့ Paddy Pimblett တို့ထဲကအနိုင်ရတဲ့ Fighter ကတူပူရီယာနဲ့ထိတိုက်တွေ့ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဥက္ကဋ္ဌဒေနာဝိုက်ကထည့်ပြောသွားတယ်။ So the winner of Gage versus Paddy will be the interim title and then they will face uh Toporia ဒီနေသားကိုကြည့်ရမယ် promotion ဘက်က Saru Khan ကိုတိတ်ပြီးသဘောမချဘူးဆိုတာသိတာထင်ရှားပါတယ်သူအနေနဲ့လည်းဒီအနိကရောက်မှပွဲဖြစ်တဲ့အနေသားဆိုတော့ promotion ကပွဲစီစဉ်တဲ့သူတွေအတွက်တော်ကြီးကိုကတိကောက်နိုင်လိမ့်မယ်သတင်းစာရှင်းလင်းပွဲတွေလည်းလှုပ်ပြီးသွားပြီးအဲ့လိုအနေသားမျိုးမှာ weight cut လုပ်တဲ့အနေသားကြမှာပွဲဖြစ်ရတယ်ဆိုတော့ promotion ဘက်ကအဲ့ဒီအကြောင်းအရာတွေကိုသဘောချပုံမရပါဘူးလက်ရှိအခင်းကျင်းရတော့ Saru Khan အနေနဲ့ Dan Hoka ကိုပြက်ပြက်သားသားအနိုင်ယူခဲ့သည့်တိုင်အောင် ချန်ပီယံကပ်စင်ခေါ်ခွင့်နဲ့တော့နီးစပ်မှာမဟုတ်သေးဘူးတကယ်လို့မြတ် Justin KG နဲ့ Paddy Pimblett တို့ပွဲအပြီးမှာအနိုင်ရတဲ့ fighter ကိုတိုပူရီးယားနဲ့ထိတ်တိုက်တွေးပေးမယ်ဆိုတဲ့ပုံစံမျိုးဥက္ကဋ္ဌ Dana White ကထပ်ပြီးပြောလာမယ်ဆိုရင် Saru Khan အနေနဲ့ဒီကြားထဲမှာတော်တော်ကြီးကိုချန်ပီယံကပ်စင်ခေါ်ခွင့်ရဖို့စိုက်ဆိုင်ရပွဲရှိနေပါတယ်နောက်ထပ်ထုတ်ပြောလာတဲ့ fighter တွေကတော့ featherweight တန်းက fighter တွေပါ Boganovski နဲ့ Diego Lopez တို့မကြေပွဲဖန်ပြီးပေးလိုက်တဲ့အနေအထားမှာကျွန်တော်ပြောပြခဲ့တဲ့ Leron Mafido အဲမော်ဆာအီဘလိုယက်တို့နှစ်ယောက်စလုံးကစတိတ်တက်တွေအတီးတီးရေးလာတယ်။အင်္ဂလန်ကဖိုက်တာလေရုံမာဗီဆိုရင်ဘယ်လိုပုံစံမျိုးရေးလဲဆိုတော့ဒီချန်ပီယံကပ်စိန်ခေါ်ခွင့်ရပဲ့ခွင့်ရမျိုးလွဲချော်တာအတော်ကြီးကိုနာကျင်စရာကောင်းတယ်။လက်ရှိအနေအထားမှာစွမ်းဆောင်ရည်တွေကအတိတ်ကမဟုတ်တော့ဘူး။ဘယ်သူကပေါ်ပူလာဖြစ်တယ်လဲဆိုတဲ့အပေါ်ကိုအခြေခံပြီးတော့ချန်ပီယံကပ်စိန်ခေါ်ခွင့်ပေးတယ်ဆိုတဲ့ပုံစံမျိုးရေးသားသွားပါတယ်။ အဲ့ဒီအနေထားမှာမော်ဆာအီဘလိုယက်ကလည်းလီရုံမာဖီကိုမန်ရှင်းခေါ်ကသူ့နဲ့နံပါတ်1ကနေဒါနေရာမှာပွဲဖြစ်ဖို့အတွက်ပွဲဖြစ်လိုက်ကြရအောင်ဆိုတဲ့ပုံစံမျိုးနဲ့စိန်ခေါ်လိုက်ပါတယ်ဒီခင်းချင်းနဲ့ပတ်သက်လို့တော့ပြည်သက်တွေအကုန်လုံးလည်းသိတယ်ဒီဂိုလိုပက်စ်ကဂျန်ဆေးဘာကိုအနိုင်ယူပြလိုက်တယ်အဲ့ဒီစွမ်းဆောင်ရည်တစ်ခုတည်းနဲ့တဲ့ ချန်ပီယံကပ်စင်ခေါ်ခွင့်ပြန်ပြီးရသွားတယ်။နိုင်ပွဲဆက်နေတဲ့အခြားခြားသောဖိုက်တာတွေကတော့ချန်ပီယံကပ်စင်ခေါ်ခွင့်မရသေးဘူး။ဒီနေ့ထားမှာပြည်သက်တွေကဘယ်လိုပုံစံမျိုးပြောလဲဆိုတော့ UFC က Pay-per-view ပုံစံမျိုးနဲ့ကျင်းပတာမဟုတ်တဲ့အတွက်ပြည်သက်စိတ်ဝင်စားအောင်မဖန်နီးတော့ဘူး။သူတို့တို့အကျိုးမြတ်များစီမဲ့ပုံစံမျိုးတွေပဲဖန်နီးတယ်။သူတို့တို့ပို့ပြီးတော့ကြံမဲ့တွဲဆိုင်မျိုးတွေပဲဖန်နီးတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဆွဆွဲချပါတယ်။အဲ့လိုဆွဆွဲလို့လေ Diego Lopez က state တက်ကြီးကိုထားတင်လာတယ်။ ဘယ်သူတွေဘာပြောပြောငါကခက်ပြုံးပြုံးမဲဆိုရယ်ပုံစံမျိုးနဲ့ဒီမနက်မှာ state ပြန်တင်လိုက်ပါတယ်ဒါကတော့မင်းညကဥက္ကဋ္ဌဒေနာဝိုက်တွဲဆိုင်နေချပြပြီး fighter locker ကထွက်လာတဲ့စကားတန်တွေကိုပြိသက်တွေကိုပြောပြခဲ့တာပါဆက်လက်ပြီး1 championship ကမင်းညကကျင်းပသွားတဲ့1 friday fight ပြိုင်ပွဲနဲ့ပတ်သက်ပြီးအနေချင်းလေးတော့ပြောချင်ပါတယ် ကျွန်တော်ပြောချင်တဲ့အဓိကတွဲဆိုင်ကတော့ကျွန်တော်တို့ရဲ့ Fighter Bronica ရှိနေတဲ့ Atomweight တန်းကမွေထိုင်းပွဲစဉ်တပွဲအကြောင်းမှာမင်းညကချင်းပါသွားတဲ့135ပြိုင်ပွဲမှာဆိုရင် Thai မျိုးသမီး Fighter နှစ်ယောက်ထိတိုက်တွေ့တဲ့ပွဲတစ်ပွဲပါဝင်တယ်။အဲ့ဒီပွဲမှာ Fedek ကိုစားပြုမျိုးသမီး Fighter Nongan နဲ့နောက်ထပ်ဆွဲဆောင်ရင်းကောင်းနေဇက်တိုက်ချပြနေတဲ့ Thai မျိုးသမီး Fighter Tanan တို့ထိတိုက်တွေ့တာဖြစ်ပါတယ်။ Nongan အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောကြည့်ချင်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဒီကြော်စွာဝင်း training ဆင်းတဲ့အနေထားတွေကျွန်တော်တော်တော်ကြည့်ရင်ဒီရောက်ကျမိအမျိုးသမီး fighter ကဘယ်သူလဲသူလဲတအားကြိုးစားရဲဆိုတဲ့ပုံစံမျိုးကျွန်တော်သတိထားမိတယ်။အဲ့လိုသတိထားမိလို့ကြော်စွာဝင်းကိုမေးကြည့်တယ်။မေးကြည့်တဲ့အနေထားမှာသူကလည်းဒီ fighter ကတအားကြိုးစားတယ်တကယ်နိုင်ပွဲတွေလည်းဆက်တယ်ဆိုတဲ့ပုံစံမျိုးရှင်းပြကြဲက သူ့ကိုစောင့်ကြည့်ဖြစ်တာပေါ့နော်အဲ့တော့မင်းညကကစားသွားတဲ့အနေထားမှာလည်းသူ့ဖိုက်တာနှစ်ယောက်အကျိတ်နဲ့ရှိတယ်တစ်ဖက်က fighter ကလည်း1 friday fight စင်မြင့်ထက်မှာ၄ဘွဲဆက်တိုက်အနိုင်ရထားတယ်လုံးဝရှုံးပွဲမရှိသေးဘူးအဲ့လို fighter နဲ့တွေ့တဲ့အနေထားမှတော့နွန်ကန်ကအသာစီးနဲ့ကစားတဲ့ဒိုင်းဆုံးဖြတ်မှာလည်းအနိုင်ရသွားပါတယ်ဒီ fighter ကလက်ရှိ1 friday fight စင်မြင့်ထက်မှာစုစုပေါင်း၉ဘွဲအထိထိုးထားပြီးပြီးရှစ်ပွဲနိုင်တယ်တပွဲရှုံးတယ် သူမရင်ဆိုင်ပြီးအနိုင်ယူထားတဲ့ fighter တွေကိုကျွန်တော်ချီကြည့်တော့ Bronica ကိုကလကအဖွန်ပွဲမှာအနိုင်ယူထားတဲ့ Chili Tugo တောင်သူမကအနိုင်ရထားတာတွေ့ရပါတယ် Bronica ထိုင်းဖိုက်မှာရှိနေစဉ်တုန်းကရင်ဆိုင်ခဲ့ပူးတဲ့ Italy သူ fighter ကိုလည်းသူမကအနိုင်ရထားတယ်ဒါကြောင့်မလို့ဒီ Atomweight အမျိုးသမီး fighter ကသိပ်ပြီး short တွက်လို့တော့မရဘူးသူမလည်းလက်ရည်တော်လေးကောင်းလာတဲ့ fighter မတော်လို့များကျွန်တော်တို့ Bronica နဲ့များထိတ်တိုက်တွေ့လာနိုင်မလားဆိုတာစောင့်ကြည့်ခြင်းစရာအခင်းကျင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ